နေပြည်တော်မှာပလီဆောက်ဖို့အတွက်အဲဥမင်းအွန်လိုင်းကလုံချုံရေးတော့ခွင့်လက်ထားတာဗျပလီဆောက်မဲ့နေရာကိုလည်းအခုဆိုရှင်လုံချုံရေးတွေအထက်ထက်နဲ့တိတိချာချာကာကွယ်ထားတယ်ညတို့ရဲ့ဘဘကြီးပေါ့ကျွန်တော်တို့အားလုံးရဲ့ဘဘကြီးကတော့အလုံချုံရေးကိုပလီဆောက်မဲ့နေရာမှာသွားပေးထားပါပြီကျွန်တော်ခင်ဗျားတို့အမျိုးသားရေးတို့မဘာသာတို့နော်အမျိုးသားရေးပါဆိုပြီးတော့အော်နေတဲ့သူတွေကျွန်တော်ဘာပြောလဲဆိုတော့ကျွန်တော်ဆွဆဲတယ်ကျွန်တော်ဟာပင်ဂါလီပါတဲ့နော်ကျွန်တော်ဟာမွတ်စလင်ဘာသာဝင်ပါတဲ့ဟုတ်လားခင်ဗျားတို့တွေကျွန်တော်အများကြီးဆွဆဲကြတယ်နော် ါပေမဲ့အခုလက်ရှိခင်ဗျားတို့ဆွဆွဲတာကိုတကယ်တမ်းလုပ်နေတာကခင်ဗျားတို့ရဲ့ဘဘကြီးဦးမင်းအွန်လိုင်းကိုတိုင်ကိုကနော်နေပြီးတော့ပြင်မနာမှာကိုးကွယ်စရာပလီတွေရှိပါတယ်နော်ဒါပေမဲ့လောကွချော်ပြီးတော့နိုင်ငံတော်အစ်စ်ငားဧကပလီနှလုံးတော်စောက်ခွင့်ပြီးမှာပလီတော်မှာယူတဲ့ပလီမဟုတ်ဘူးနော်ဆိုနီပလီနဲ့ရှီယာပလီပေါ့နော်မြို့သားကြီးတို့မှာဒါမျိုးကြတော့ခင်ဗျားတို့ပါဇက်တွေပိတ်နေကြတယ်ခင်ဗျားတို့ပါဇက်တွေအခုချိန်မှာမပါလုံနေကြလား နော်အခင်ဗျားတို့ရဲ့ဘဘကြီးကိုယ်တိုင်ကဒါမျိုးပြောလို့ဆွဆွဲကြသေးဆိုလို့ရှိရင်ခင်ဗျားတို့ဘဘကြီးကိုယ်တိုင်တို့ကနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးပေါ့ဗျာနော်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုယ်တိုင်ကမွတ်စလင်ဖြစ်နေပြီနော်နိုင်ငံတော်ရဲ့မြေပြည်သူရဲ့မြေစိုက်ပျိုးမြေနော်လောကီတအားချော်ပြီးတော့လုံခြုံရေးတော်မှာထပ်ထပ်ပေးပြီးတော့ဗလီပေးဆောင်တာခင်ဗျားတို့ရဲ့ဘဘကြီးကိုယ်တိုင်တို့ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုယ်တိုင်ကလှုပ်တဲ့အခါကျတော့ခင်ဗျားတို့ဘာများပြောရဲလဲခင်ဗျားတို့အဲ့ဒီမာပါသားလေ နော်အဲခင်ဗျားတို့အမျိုးသားရေးပါအော်နေပြီးတော့တခါတည်းအပါတော်ချစ်ပါလေသာသနာ့ကိုချစ်ပါလေကျွန်တော်ကမှဟိုကလုတ်ပြမဒီကလုတ်ပြမဆိုတဲ့အဲ့ဒီအမျိုးသားရေးနော်တကယ်မဘာသာစစ်စစ်တွေဘယ်ရောက်ကုန်လဲဘယ်ချောင်ကတ်နေကုန်လဲအာအော်ဖို့ကောင်းတယ်နော်တကယ်တမ်းသူလုတ်တဲ့ခါကျတော့ခင်ဗျားတို့ဘာပြောရလဲအဲ့တော့ခင်ဗျားတို့ကဘောမှလည်းမဟုတ်ဘူးခင်ဗျားတို့ကအမျိုးသားရေးသမားလည်းမဟုတ်ဘူးခင်ဗျားတို့ကမဘာသာလည်းမဟုတ်ဘူးနော်ခင်ဗျားတို့ဟာတတ်တတ်ထင်ပေါ်ခြင်းလို့နော်ဒီ line ပေါ်မှာ ပြဿနာရှာကျင်နေတဲ့ပြဿနာအုပ်စုတွေလည်းပဲကျွန်တော်မြင်တော့ဒေါအောင်ဆန်းစစ်လက်ထောက်မှာခင်ဗျားတို့ကျွန်တော်တို့ဒီမဘာသားတွေပြာเนาะကျွန်တော်တို့ဒီစစန်းတမန်နဲ့ဒေါ်စုကြည်ကိုခန့်ကွက်တာဟာဒေါ်စုကြည်ကအဲစလမ်ဘာသားနိုင်ငံဖြစ်အောင်လုပ်နေတာလူခွင့်ရရှင်တန်းတင်တာအဲ့ပါဇက်တွေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မေးချင်တယ်အဲ့ပါဇက်တွေတိတ်စိတ်နဲ့သူတို့ဘာဖလုပ်တဲ့ခါကျတော့ချက်ချင်းလည်းသူတို့ဘာ OIC နိုင်ငံဖြစ်သွားတယ်เนาะသူတို့ဘာ OIC အဖွဲ့ဝင်ဖြစ်သွားတယ်အဲ့သူတို့ဘာမွတ်စလင်တွေဖြစ်ကုန်လားမှတ်ကြရောဒီကောင်းရောကွာ